lesson share phrases and classes မတိမဖြစ်စကားစုများနဲ့ဝကြပိုင်းများ for future အပိုင်းစလီ it you are စာဖို့ဒဇုံတစ်ခုမြန်မာလိုနှစ်ပိုင်းပိုင်းလိုက်ပါမယ်စာဖို့ကတစ်ပိုင်းမှာဒဇုံတစ်ခုကတစ်ပိုင်းမှာအင်းနဲ့မြန်မာနဲ့စဉ်းစားတဲ့နေရာမှာ good မြန်မာကနေအင်္ဂလိပ်လို ပြန်ပြီးတော့ရေးမယ်ရေးမယ်နေရာမှာမြမလို့နောက်ကရှိနေတဲ့အပိုင်းကစစင်းသားပါမယ်ဒီစုံတစ်ခုအင်္ဂလိပ်လိုဘယ်လိုပြောမလဲ something မြမလို့ကြတော့နောက်ကအပိုင်းဒီအင်္ဂလိပ်လိုရေးတဲ့အခါကျတော့ချစ်ရအပိုင်းဖြစ်သွားပါတယ်စားဖို့ဖို့ဆိုတာက to ဖြစ်ပါတယ်စားတာက h ပါစားဖို့ဆိုတော့ to eat 2နဲ့နောက်က best affinity နဲ့ပေါင်းရင်ရံဖို့ရတာဒီလိုလဲရပါမယ်နော် h2 မှာဘာဝဲရမယ်ဆိုတာဘာဝဲရမယ်ဆိုတာဆိုတော့ဒီမြန်မာစာကို၃ပိုင်းပိုင်းပြီးစဉ်းစားပါမယ်ဘာဝဲရမယ်ဆိုတာ ၃မိုင်းစဉ်းစားပါမယ်၃မိုင်းစဉ်းစားတဲ့နေရာမှာဘာကအင်္ဂလိပ်လိုပြန်ရေးတဲ့က what မြန်မာမှာလဲခြေကအင်္ဂလိပ်မှာလဲခြေက where where တာကြတော့ where where မြန်မာမှာအလင်ကအင်္ဂလိပ်လိုကြတော့နောက်ကရောက်သွားပါတယ် ရမယ်ဆိုတာ to to ကဲဒါဆိုရင်ဘာနဲ့ရမယ်ဆိုရက်ဟာနဲ့ကပ်ပြီးရတာနော် what ရဲ့ to ရဲ့ what to ဆိုရင်ဘာရမယ်ဆိုတာဝတ်တာက where ဒါကြောင့်ဘာဝတ်ရမယ်ဆိုတာ what to where h1 and h2 ပြန်ပြောပြပါမယ်စားဖို့တစုံတစ်ခု something to eat 82ဘာဝတ်ရမယ်ဆိုတာ what to wear 83ဘယ်လိုသေးစားရမယ်ဆိုတာ၃ပိုင်းစဉ်းစားပါရစ်မြန်မာမှာဘယ်လိုခြေအပိုင်းမှာအင်္ဂလိပ်မှာလဲ how ဘယ်လိုပေါ့နော် ရှေ့ကမှာရမယ်ဆိုတာမြန်မာမှာနောက်ဆုံးကအင်္ဂလိပ်မှာအလယ်က2ပြောချင်တာကတော့82နဲ့ဆင်းတယ်နော်ပြီးတော့သေယုတ်ဆောင်တာက8ကဲမြန်မာမှာရှေ့အပိုင်းနဲ့နောက်ဆုံးကအပိုင်းနဲ့နှစ်ခုကိုအင်္ဂလိပ်လိုပြန်ရေးတဲ့ခါကျတော့ ခြေပိုင်းဟာမြန်မာလိုပဲလိုခြေချင်းခြေချင်းတူပါတယ်ပြီးတော့မြန်မာလိုနောက်ဆုံးကရမယ်ဆိုတာ to အင်္ဂလိပ်မှာကျတော့အလဲရဖြစ်သွားတယ်တေးဥဆောင်တာက it ဒါကြောင့်ဘယ်လိုတေးဥဆောင်ရမယ်ဆိုတာ how to it h4 ရတန်ရန်အချိန် ဒီနေရာမှာကျတော့ဆရာနှစ်ပိုင်းခွဲပြီးစဉ်းစားတဲ့ပုံစံနဲ့ပြောပြထားပါတယ်ယက်တန်ရန်တပိုင်းအချင်းကတပိုင်းယက်တန်ရန်အချင်းဆိုရင်မြန်မာမှာပထမအဆုံးယက်တန်ရန်ကခြေကပါအင်္ဂလိပ်လိုကျတော့ choose stock နောက်ကရောက်သွားတာ to ကယန် stock ကယက်တာပေါ့နော်အချင်းကမြန်မာမှာကနောက်က အင်္ဂလိပ်မှာရှည်ဆုံးကဒါကြောင့်မြန်မာကနေအင်္ဂလိပ်လိုပြန်ပြီးတော့စဉ်းစားတဲ့နေရာမှာရေးတဲ့နေရာမှာမြန်မာမှာနောက်ဆုံးကရှိနေတဲ့အပိုင်းကိုအင်္ဂလိပ်စာမှာပထမဦးဆုံးနေရာမှာထားလိုက်ပါတယ် time အချိန်ယက်တယံ choose to ဒါကြောင့်ယက်တယံအချိန်ဆိုရင် time to stop ဖြစ်ပါတယ် a too far မနစ်ခင်းတွင်အလုတ်လို့ရှင်နှစ်ပိုင်းစဉ်းစားပါမယ်မနစ်ခင်းတွင်ကတစ်ပိုင်းပါအလုတ်လို့ရှင်ကတစ်ပိုင်းပါမြမလိုအလုတ်လို့ရှင်ဆိုရဲအပိုင်းကနောက်မှာပါမနစ်ခင်းတွင်ကပထမပိုင်းဖြစ်ပါတယ်အင်္ဂလိပ်လိုရေးတဲ့ခါကျတော့အလုတ်လို့ရှင်ဆိုတဲ့အပိုင်းကချိကရေးရပါတယ်ပြောချင်တာကမြမလိုနောက်ကအပိုင်းအင်္ဂလိပ်လို ရှေ့ဆုံးကအပိုင်းအနေနဲ့ရေးပါတယ်အလုလုရှင်းဆိုတော့ walking မနေ့ခင်းတွင်က in the morning ဒီနေရာမှာ dwin ဆိုတာ in ဖြစ်ပါတယ်မနေ့ခင်းက the morning ဖြစ်ပါတယ်ဒါကြောင့်မနေ့ခင်းတွင်အလုလုရှင်းဆိုရင် walking in the morning ဖြစ်ပါတယ် it is sick ကျွန်တော်တို့ဤသင်ခန်းစာများကို ပုံမှန်လှုပ်ရှင်းအားဖြင့်၃ဘိုင်းခွဲထားပါတယ်ကျွန်တော်တို့ဤသင်္ကန်းသာများကိုကတစ်ဘိုင်းမှာပုံမှန်ကတစ်ဘိုင်းမှာလှုပ်ရှင်းအားဖြင့်ကတစ်ဘိုင်းမှာကဲဒါဆိုရင်မြန်မာလိုလှုပ်ရှင်းအားဖြင့်ဆိုတဲ့နောက်ဆုံးမှရေးရတဲ့အပိုင်းကိုအင်္ဂလိပ်လိုရေးတဲ့ခါကျတော့ရှေ့ဆုံးကရေးရပါတယ် by during လှုပ်ရှင်းအားဖြင့် မြန်မာလိုပထမအဦးဆုံးရေးထားတဲ့ကျွန်တော်တို့ဤသင်ခန်းစာများကိုဆိုတာဟုတ်ဒုတိယနေရာရေးပါတယ် our lessons ကျွန်တော်တို့ဤသင်ခန်းစာများကို ပုံမှန်ဆိုတာကိုမြန်မာမှာအလဲရရှိနေပြီမဲ့အင်္ဂလိပ်လိုကြတော့နောက်ဆုံးအပိုင်းမှာရေးပါတယ် regularly ပြန်ချင်းပြပါမယ်ကျွန်တော်တို့ဤသင်ခန်းစာများကိုပုံမှန်လို့ရှင်းအားဖြင့် by during our lessons regularly လောရှင်အားဖြင့်မှာအားဖြင့်က by မှာလောရှင်က during ပါလောရှင်အားဖြင့်ဆိုရင် by during ကျွန်တော်တို့ဤသင်ခန်းစာများကိုကျွန်တော်တို့ဤသင်ခန်းစာများကိုဆိုတဲ့နေရာမှာကျွန်တော်တို့ဤက our သင်ခန်းစာများက lessons our lessons ကျွန်တော်တို့ဤသင်ခန်းစာများကို ပုံမှန်က regularly စီစဉ်တဲ့ပုံစံက by flash by ing object at bar ပုံစံနဲ့စီစဉ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီသင်ခန်းသားများကို ပုံမှန်လို့ရှင်းအားဖြင့် by during our lessons regularly it is seven သင်ခန်းသားများကိုပုံမှန်မလုပ်ဘဲမလုပ်ဘဲဆိုတာမြန်မာလိုနောက်ဆုံးကအပိုင်းဖြစ်ပါတယ်အဲလေးလိုရေးတဲ့အခါကျတော့ခြေစုံမှရေးရပါတယ် what are during မလုပ်ဘဲ what are ကမပဲပေါ့နော် during ကလှုပ်ခြင်းဒါကြောင့်နှလုံးပေါင်းလိုက်တော့ what are during ဆိုရင်မလှုပ်ပဲပြီးတော့မြန်မာလိုရှင်းဆုံးရှိတဲ့အပိုင်းဖြစ်တဲ့သင်ခန်းစာများကိုဆိုတဲ့ဟာကိုအင်္ဂလိပ်လိုဒုတိယနေရာမှာရေးပါတယ် the lessons မြန်မာလိုပုံမှန်အလယ်မှာရှိတဲ့အပိုင်းလေးကိုအင်္ဂလိပ်လိုရေးတဲ့အခါကျတော့တတိယပိုင်းမှာရေးပါတယ် regularly ဒါကြောင့် သင်္ကန်းသားများကိုပုံမှန်မလုပ်ဘဲလို့ရေးမယ်ဆိုရင် what are during the lessons regularly လို့ရေးရပါတယ်အားလုံးနားလေလေ့မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်တွေကိုစက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင် subscribe ပေးသွားပါဦးခင်ဗျာ